မြင်းချံမျိုးအထက်က၃ကြောင်းမှ၁၀ကြောတက်အရွယ်ကလေးငယ်9ဦးကိုစစ်တပ်ကပေါ်လာဆွဲဖမ်းဆီး၂025ခုနှစ်စက်တင်ဘာ28ရက်နေ့မန္တလေးတိုင်းမြင်းချံမျိုးအထက်က၃ကြောင်းမှ၁၀ကြောတက်အရွယ်ကလေးငယ်9ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်လာဆွဲဖမ်းဆီးခဲ့ကြောင်းမြင်းချံလူတုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် စတေမာလာ9ရက်နေ့တွင်မြင်းချံမြို့နယ်ကံရွာလမ်းခွဲရှိအကျန်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်မှစစ်သားများကမြင်းချံမြို့အထက်ကတုံးချောင်းမှအသက်13နှစ်အရွယ်ကလေးငယ်တအူးအပါဝင်9ဦးကိုပေါ်တာဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် ရင်ကလေးငယ်ခုနှစ်ဦးသည်မြင်းချံမျိုးပေါ်တွင်နေထိုင်သူများဖြစ်ပြီးအသက်ဆယ်သုံးနှစ်အရွယ်ကလေးငယ်တဦးကိုသာအကျန်းဖက်စစ်တပ်၏ခမရ15တရင်ကပြန်လွတ်ပေးပြီးကျန်ကလေးငယ်6ဦးကိုလက်ရှိချိန်ထိဆက်လက်ဖမ်းဆီးထားကမြစ်တီနေရာသို့ပို့ဆောင်လိုက်သည်ကိုမသိရှိရသေးကြောင်းသိရသည် မြင်းချံမြို့နယ်ကံရွာလမ်းခွဲမှာရှိတဲ့စစ်ခွေးစစ်စေးကိတ်ကကလေးငယ်6ဦးကိုပေါ်လာဆွဲဖမ်းဆီးသွားတာဖမ်းဆီးခံရတဲ့ကလေးငယ်တွေထဲက73နှစ်အရွယ်လေးကိုတော့စက်တင်ဘာလ21ရက်နေ့ကပြန်လွတ်ပေးတယ်လို့သိရတယ်သူတို့တွေကိုဘယ်မှာဖမ်းထားလဲဆိုတာတော့မသိရသေးဘူးခုမြင်းချံလူတုလှူရှာမှုကော်မတီမှတာဝန်ရှိသူကပြောဆိုသည် အကျန်းဖတ်စစ်တပ်သည်စစ်မှုထမ်းတပ်သားတင်များစုဆောင်းနိုင်ခြင်းမရှိတော့သောကြောင့်လမ်းသွာလမ်းလာလူငယ်များပါဝင်နေအိမ်ထဲထိပါဝင်ရောက်ပေါ်လာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်နေပြီးအကျန်းဖတ်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများကလည်းလူငယ်များကိုပေါ်လာဆွဲဖမ်းဆီးပြီးငွေချက်သိမ်းရချီဖြင့်ရောင်းစားမှုများပါကျူးလွန်နေကြောင်းသိရသည်